ဈေးမကြီးပါဘူးဆိုတဲ့အကြောင်းဒီမှာလည်းတူတူပဲဒါ၈တောင်းခွဲတန်ဆက်အယုတ်ရဲမုတ်ရဲပန်းစည်းရဲ၃မျိုးပေါင်းမှ၈တောင်းခွဲအဲ့ဒါဈေးကြီးတာလားဈေးကြီးတယ်ဆိုတာဘာတော့ပြောပြပေးနော်ပြောပြပေးပြီးရင်ရှိသေးတယ်ဘယ်ရောက်ပါမိုက်ဆွနဘာပြမယ်လို့ပြောလိုက်တာအော်၃ပွင့်ပန်းဟာဗာလဲဆယ်ရွက်ဆယ်ရွက်ပန်းစည်းခဏလေးပုံလေးရများနေမကြည့်တေးသေးလေးတွေရောအကြီးတွေရောကစတမာမှားထားသမျှနော် ကျွန်မကတော့ဒီမှာမကြီးအဲ့ဒါပတ်စံ10ရွက်ပဲပါတယ်ပတ်စံ10ရွက်ရဲ့အယုတ်ရဲ့ happy birthday ကတ်တိုင်လေးရဲ့တေးသေးလေးမှားထားတာအဲ့တေးသေးလေးကိုအဲ့လိုချစ်စရာကောင်းဩပဲရောက်အဲ့တေးသေးလေးကိုအဲ့လိုချစ်စရာကောင်းကိုစီးပေးထားတာ စည်းကြီးလို့လားအကြီးတွေမှာမှားလို့ရတာလားဂျင်းနီမှာလေအကြီးတွေမှာမှားလို့ရတာမဟုတ်ဘူးတဲတဲလေးတွေလည်းမှားလို့ရတယ်ဘဲသူတပုတ်လေးလွှင့်လွှင့်လိုက်တာလေဂျင်းနီကဈေးကြီးတယ်လို့ဘဲသူကထင်တာလေပြောဂျင်းနီဈေးကြီးတယ်လို့ထင်လာပြောလာပြော တန်ရာတန်ကြီးပဲယူတယ်အကောင်းဆုံးသောလက်ရာတွေကိုပဲပေးတယ် Okay အဲ့တော့လာမှာလို့ရပါတယ်ဒီမှာဒီလိုမျိုးမန်နီပေါက်လေးတွေလည်းမင်မင်းတို့ရှိမှာမှားလို့ရတယ်ဒါကပါလေကျွေးမန်နီပေါက်မန်နီပေါက်ကိုပါအုပ်လိုက်ထဲမှာဩအုပ်လိုက်ထဲမှာ ြည်မာကြည့်ဒီလိုအုပ်လိုက်လေးတွေထည့်မှာเนาะဒီလိုအုပ်လိုက်လေးတွေเนาะအလှဆုံးတော်လေးတွေ မင်းတို့ပြင်ဆင်ပေးတာပါရှင်เนาะအဲ့ဒီအုတ်လိုက်ကလည်းလေဒီလိုငွေပမာဏများမှအုတ်လိုက်လုလို့ရတာမဟုတ်ဘူးဒီလို9000နဲ့တအုပ်သေးကိုပဲအမကြီးအုတ်လိုက်ပုံစံလေးထင်ရအောင်အလှဆင်ပေးဆိုဆင်ပေးသေးတာ9အုပ်လိုချင်းလား10အုပ်လိုချင်းလားအုတ်လိုက်ပုံစံထင်ရအောင်9000နဲ့တအုပ်သေးနဲ့လည်းဆင်ပေးသေးတယ်เนาะအဲ့တော့ကိုတက်နိုင်တဲ့ပမာဏကိုကြိုက်တဲ့ပမာဏကိုမှားယူလို့ရပါတယ်ဈေးနီမှာဈေးမကြီးပါဘူးရှင်ဈေးတကယ်မကြီးပါဘူးလို့ နော်လူတိအောင်ပြောလိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့မမင်းကိုဈေးကြည့်ရလို့ထင်နေကြတယ်တဲ့။မမင်းကဒီသင်တန်းသူတွေပြောတာပြီးတော့ customer တချို့ကလည်းအမဟဲအဲ့ဈေးပဲရှိရလား။အမတို့ဆိုင်မှာဈေးကြည့်မယ်ထင်လို့ပြမပြမ။နောက်ထပ်ပြအောင်မယ်။ကျမပြကြင်နေရှင်တို့။ကိုယ်ငါဆိုင်ကိုဈေးကြည့်တယ်ဘသူကတပုတ်လေလွန့်လွန့်။ရှိုက်။ဟိုတလောကစီးထားလေးပဲရောက်ပါ။ပြမယ်ပြမယ် ပြအောင်မရှင်တို့ဟိုဟာလေးအညိုလေးလေးပဲရောက်သွားလားကျွေးရအညိုပန်းစည်းလေးလေးဒီမှာဒီမှာကြည့်အဲ့နှင်းစီအပွင့်30ပန်းစည်းလေးဒီလိုပလဲလေးတွေတောင်ပါလိုက်သေးတယ်အပွင့်20ဒါ30လား20 20တင် ။ဒီလိုကွာထားပါတော့ဒီလိုမျိုးပန်းစည်းကိုနှင်းစီအပွင့်20ပန်းစည်းဒီလိုပလဲလေးတွေရောအရန်ပန်းလေးတွေရောပါသေးတယ်။အပွင့်20ပန်းစည်းကိုမှလက်ခအပီးစီ9000ခွဲပဲရှိတယ်။ကပ်ချီနိုလေးနဲ့စီးပေးထားတာပလဲလေးကြီးလည်းသုံးပေးထားသေးတယ်။9000ခွဲပဲရှိတယ်။ပလဲလေးတွေမပါဘူး။အရန်မန်းမပါဘဲနဲ့အမအလှဆုံးစီးပေးဆို4000ခွဲပဲကြမယ်နော်။ဆိုတော့ဒီမှာကြည့် ။ဟာဒီမှာရှိသေးတယ်ဒီမှာကြည့်ဒီလားဒါဆိုရင် customer ကိုခွင့်တောင်းပြီးတော့မှဒီဇိုင်းအသစ်ကျွန်မပုံဖော်ပေးပြီးတော့စီးထားတာဒီဇိုင်းအသစ်ဆိုပြီးလက်ခထပ်ပေးစရာမလိုဘူး။အပွင့်20စီးခြင်းလားအပွင့်30စီးခြင်းလားအပွင့်30ဆိုလို့ရှိရင်6တောင်းခွဲအအကယ်၍မှဒီလိုမျိုးပလဲလေးတွေတုံးပေးရမယ်ဒီဇိုင်းအသစ်လေးနဲ့ဒီလိုမျိုး design ဆန်းဆန်းလေးပေါ့နော်စီးပြရမယ်ဆိုရင်မဘလောက်လဲ9000ကျွဲပဲကြာမှာအပွင့်20ဆိုရင်4000ကျွဲဒီလိုမျိုးပလဲလေးတွေပါတော့မှ9000ကျွဲပဲကြာမှာနော် ဈေးကြည့်လို့လာတာနော်ပတ်စံဒီလိုမျိုးဟာဆိုလို့ရှိရင်လည်းတရွက်မှာတထောင်နှုံးပဲယူတာတရွက်မှာတထောင်နှုံးတာပတ်စံအသက်တွေကြီးပဲသုံးပေးတာနော်အသက်တွေကြီးပဲသုံးပေးတာအဟောင်းတရွက်တောင်မပါသေးရအောင်အသက်ချွတ်ချွတ်တွေကြီးပဲသုံးပေးတာပတ်စံနော်တရွက်တထောင်နှုံးကများလို့လားအယူချင်းနေဆိုလို့ရှိရင် Viber ဖုန်းနံပါတ်39 53 90 200 39 62400ကိုဆက်သွယ်ပြီးတော့မှာယူလို့ရတယ်အပြင်မှာလာဝယ်ချင်တယ်အပြင်မှာအခုလိုမျိုးအင်လာငွေချေချင်တယ်ဆိုလို့ရှိရင်တော့ ရန်ကုန်တင်ငန်းကျွမြို့နယ်စံပြစီအနီးကစံပြစီတံတားဆင်းပြီးတော့ပြည်တော်စုရိတ်မုံအိမ်ယာမှာလူကိုယ်တိုင်ကိုကြလာရောက်ပြီးတော့အိမ်ရောက်ငွေချေလို့ရတယ်လာမှလို့ရတယ် install ဘန်စီလေးတွေစီးထားတာရှိရင် install ဝယ်သွားလို့ရတယ် install စီးထားတာမရှိတဲ့အခါမျိုးမှာဖုန်းလေးတစ်နာရီလောက်ကြိုဆက်ပြီးတော့မမင်းတို့မှာလို့ရတယ်နော် Google Map နဲ့ Grammar ဆိုလို့ရှိရင်လည်းဂျင်းနီ subscribe service ဆိုပြီးတော့မင်းတို့ရဲ့ site name လေးကိုရိုက်ထည့်လိုက်တာနဲ့မင်းတို့ရဲ့ site လေးစာအတိအကျကိုရောက်လာမှာဖြစ်ပါတယ်။အဲ့တော့ဂျင်းနီကဈေးမကြီးပါဘူးရှင်။သဘောလည်းကောင်းပါတယ်မချေပါဘူး။ဈေးလာမေးလို့ရပါတယ်။ကိုတက်နိုင်တဲ့လောက်ပမာဏကိုလည်းမင်းတို့ကအကောင်းဆုံးလေးပြင်ဆင်ပြီးတော့ပို့ဆောင်ပေးပါရရှင်။ကျေးဇူးများကြီးတင်ပါတယ်။ဒီနေ့လေးကတော့ lucky day လေးပေါ့ရှင်။အီးဒီနေ့ကတော့ lucky day တွေကနောက်ထပ်တစ်ရက်ပေါ့ရှင်เนาะဆိုတော့